ကျောင်းနေရံဘောကခေါင်းတလားမြရှစ်ခက်လူသေးတွေကိုမြုံနယ်မှုဒလေးတွေထဲမှာထဲလန့်ဖွေရကောင်းပြီးနည်းနည်းလေးစိတ်မသက်မသာဖြစ်စရာလိုရှိပါတယ်ဒါတွေဟာဒီနှစ်ခက်လူမှုအတိုင်းဝိုင်းနဲ့လက်ခံနိုင်စရာဖြစ်တော့မဟုတ်ပါဘူးတာကာတာရဲ့လေထဲမှာတွဲလောင်းချထားတဲ့ခေါင်းတလားတွေဟာဒီလိုထူးဆန်းတဲ့ဒလေးတွေတဲကတစ်ခုဖြစ်ပြီးယနေ့ထိတန်ရှိနေသေးပါဖိလစ်ပိုင်နိုင်ငံတာကာတာဒေသရဲ့တောင်တန်းတွေကြားမှာတာမန်မြေမြုပ်တကြုံမှုတွေနဲ့လုံးဝမတူတဲ့ပင်ကြီးတစ်ခုရှိပါတယ် လူသေးတွေကိုမြောက်မှာမြုပ်နှံခြင်းမဟုတ်ပဲတက်တာခေါင်းတွေထဲမှာထည့်ပြီးတော့ထုံးကြောင်နေရန်တွေရဲ့အမြင့်မှာချိတ်ဆွဲထားကြပါတယ်။ဒါကိုလူတိုင်းမြင်တွေ့နိုင်ပါတယ်။တာဂါတာရဲ့ကံကာလူမျိုးတွေကဒီလိုထူးဆန်းတဲ့ delivery ကိုလှုပ်ဆောင်နေကြတာကသူတို့ရဲ့ချစ်ခင်ရသူတွေကိုမြင်မာတဲ့နေရာမှာထားခြင်းက over စိတ်ဝိညာဉ်နဲ့ပုံမှန်နှိဆက်စေတယ်လို့ယုံကြည်ကြပါတယ်။ဒါ့အပြင်ဒီနေ့ကတည်ဆုံးသူတွေကိုတောင်ယံကိရိစံတွေရဲ့အနောက်ဆက်ကနေပင်ဝေးစေတယ်လို့လည်းယူဆကြပါတယ်။ Google App ကနေကြည့်ရင်ဒီမြင်ကွင်းဟာထူးဆန်းတယ်လို့ ထိုင်လန်ဘွေရလည်းကောင်းပါတယ်။ကျောင်းနေရာတွေပေါ်မှာခြေဆွဲထားတဲ့တက်တာခေါင်းတလားတွေကဘဲချင်းဆိုပြုတ်ကျသွားနိုင်တဲ့ပုံစံပေါက်နေပါတယ်။ဒါဟာရှစ်ခေတ်ကပျောက်ကွယ်သွားတဲ့ဒလိမဟုတ်ပါဘူး။ဒီဒေသခံတွေကရာသွနှစ်ပေါင်းများစွာဒီလိုလှုပ်ဆောင်ခဲ့ကြပြီးကံကာလူမျိုးတွေရဲ့ဘဝတလိအဖြစ်ရှေ့လျားစွာထိန်းသိမ်းထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒီဒလိဟာဒီနေ့ခေတ်မှာအလွန်ရှားပါးနေပြီးမြက်လုံးဝပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။ဒါပေမဲ့ပိုးပြီးထူးဆန်းတာကတချို့တက်တာခေါင်းတလားတွေကပုံမှန်လူတူအတွက်အလွန်သိမ်းငင်နေပါတယ်။ အစကတော့ဒါတွေဟာကလင်းငယ်တွေတွဲလို့ခင်းရပြီမယ်အမှန်ကတော့မဟုတ်ပါဘူးဒီခေါ်ဆက်လူမျိုးတွေကတေးဆုံးချင်းကိုပြန်လည်မွေးဖွားခြင်းရဲ့လမ်းကြောင်းတစ်ခုဖြစ်မြင်ကြပါတယ်ဒါကြောင့်သူတို့ရဲ့ချစ်ရသူများကိုဒရေသားပုံစံခောက်ပြီးတော့မြုပ်လန့်ကြပါတယ်ဒါကဘဝရဲ့မူလဆောက်ကိုပြန်ရောက်နိုင်တယ်ဆိုတဲ့အယူဆကြောင့်ပါဒီဒေသကတော့ကြောက်စရာမကောင်းပါနဲ့ဒီမြင်ကွင်းကထိတ်လန့်စရာတော့ကောင်းပါတယ်တချို့တေးသားခေါင်းတလားတွေကနှစ်ပေါင်း900ကျော်ပြီဖြစ်ပါတယ်ဒါတွေဟာပုံမှန်မဟုတ်တဲ့ရှေးဥဆွဲအမွေအနှစ်တွေရဲ့ အမတ်တရတစ်ခုဖြစ်တည်ရှိနေပါတယ်။ဂျပန်နိုင်ငံရဲ့တဆေမျိုးဂျပန်နိုင်ငံရဲ့တဆေမျိုးလို့ခေါ်တဲ့ဟာရှိမာဟာအရင်ကဆက်မှုထုံးကားတဲ့မျိုးတစ်ခုဖြစ်ပါတယ်။ပထမကမ္ဘာစစ်အတွင်းနဲ့စစ်ဘီးခရစ်တွေမှာဖြစ်ပွားခဲ့တဲ့ဆက်မှုထုံးကားမှုမျိုးပါ။မိပညာတိုးတက်မှုတွေနဲ့အဲ့ဒီကျောင်းဟာသိပ္ပံဝတ္ထုရုပ်ရှင်တွေတဲကမြင်ကွင်းနဲ့တိုးတဲ့အနာဂတ်ဆန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခုတော့ကမ္ဘာပြတ်ပြီးနောက်ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ခုနဲ့တူးနေပါတယ်။ အဝေးကနေကြည့်ရင်စစ်သမောကျွန်းလို့လည်းလူသိကြပါတယ် Google အက်ကနေကြည့်ရင်လည်းအဲ့ဒီလိုပါပဲဒါပေမဲ့တခြားကြည့်လိုက်မှအဲ့ဒါကတဘာဝတရားကပြန်လည်သိမ့်ပိုင်နေတဲ့ပျက်စီးနေတဲ့မြေကွက်တစ်ခုသာဖြစ်ကြောင်းသိလာပါလိမ့်မယ်1900ခုနှစ်အစောပိုင်းမှာဟာရှိမာဟာကြွရှိထားတဲ့ကြောင်မီးတွေးပွင်းတွေကြောင်းတာယာဝါပြောတဲ့ရက်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်မော်တော်ကားလုပ်ငန်းရဲ့ရှေ့ဆောင် Mitsubishi က1890ခုနှစ်မှာကျုံးကိုဝယ်ယူပြီးကြောင်မီးတွေးကိုထုတ်ယူတဲ့လုပ်ငန်းကိုစတင်ခဲ့ပါတယ်အဲ့ဒီချိန်မှာလူ9000ကျော်နေထိုင်ခဲ့ပါတယ် ကမ္ဘာပေါ်မှာအမြင့်ဆုံးအများဆုံးနေရာတစ်ခုသာမဟုတ်ပဲလူရေထူထပ်ဆုံးနေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်က1980ခုနှစ်တွင်မှာကျောင်းမီးတွေးကိုအသုံးပြုမှုရှော့ချလိုက်တဲ့အခါအာရှီမားရဲ့ရွေးချက်ကပြောက်ွယ်သွားခဲ့ပါတယ်။အလုံသမားအများစုဟာသူတို့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးတညာတန်းနဲ့ထွက်သွားခဲ့ကြပါတယ်။ဒါဟာရက်ွက်တစ်ခုလုံးကိုအများဆုံးစွန့်ပစ်နိုင်ခဲ့တဲ့ဖြစ်ဆိုးတစ်ခုပါ။ကမ္ဘာစစ်နဲ့ဆက်ဆက်တဲ့အရာတော်တော်များများလိုပဲအာရှီမားရဲ့တမိုင်းမှာကျောင်းမဖွဲ့ကောင်းတဲ့အပိုင်းတစ်ပိုင်းပါဝင်နေပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ကျုံးကိုအတင်းအဓမ္မလောအပေးခိုင်းခဲ့တဲ့မြန်မာဖြစ်အုံမြုခဲ့ပါတယ်။ကိုရီးယားနဲ့တရုတ်ကျင်းသားတွေကိုတွန်းနေတဲ့မှာရက်ဆက်ကြမ်းကြုတ်တဲ့ချင်းနေတွေအောက်မှာချိန်ကန့်သတ်မရှိအလုပ်လုပ်ခိုင်းခဲ့ပါတယ်။ဂျပန်စစ်တပ်ကသူတို့ကိုဆက်ဆံတဲ့ပုံကကြောက်မွက်ဖွယ်ကောင်းပြီးအလုပ်သမားအများပြားဟာတင်းကျပ်တဲ့အလုပ်ငွေဝါဒနဲ့ချင်းနေတွေအောက်မှာအသက်ဆုံးရှုံးခဲ့ပါတယ်။နှစ်ပေါင်းများစွာဆွန့်ပစ်ထားခဲ့ပေမဲ့ဟာရှီမာကို Google အမှရှင်းရှင်းလင်းလင်းမြင်နိုင်ပါသေးတယ်။ဒုံချက်ကြီးရင်ပျက်စီးနေတဲ့အဆောက်အုံလေးနဲ့တချင်းကတာယာဝါပြောခဲ့တဲ့ရက်ွက်တစ်ခုကို လူသူကင်းမဲ့နေတဲ့ပုံကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်